ရခိုင်မျိုးသားအဖွဲ့ချုပ် ULL ရဲ့ဒုဥက္ကဋ္ဌတစ်လေးဖြစ်အာရခတတော် EE ရဲ့ဒုတိယစစ်ဦးစီးချုပ်လေးဖြစ်တဲ့ဒေါက်တာညူထွန်းအောင်ရေးသားထားတဲ့တပုံဖြူအမည်ရှိတဲ့ကဗျာစာအုပ်ထွက်ရှိလာပြီလို့သိရပါတယ်။အဲ့ဒီစာအုပ်ဟာအခုမေလာအတွင်းထွက်ရှိလာတာဖြစ်ပြီးတော်လန်ရေးနေမျိုးတွေကနေတဆင့်ထိုင်းနိုင်ငံအပါအဝင်ပြည်ပနိုင်ငံတွေစီစတင်ဖြန့်ဖြူးရောင်းချနေပြီလို့မိဆက်သူတွေစီကနေသိရပါတယ်။ စာအုပ်တံဖိုးကိုမြန်မာငွေ၁၈000သတ်မှတ်ထားပြီးပြည်ပရောက်သူတွေဝေယူနိုင်ဖို့အတွက်လေးတက်ဆိုင်ရာနိုင်ငံအလိုက်ဈေးနှုန်းသတ်မှတ်ပေးထားတယ်လို့ဆိုပါတယ်။စာအုပ်ရောင်းရငွေရဲ့35ရာခိုင်နှုန်းကိုလေစစ်အာဏာသိမ်းပြီးနောက်တိုက်ပွဲတွေအတွင်ကိုလက်အင်ကပေးဆက်စွန့်လွှတ်ထားရတဲ့တော်လန်ရေးရေးပေါ်တိုင်းကိုအရှိုးကျမျှဝေကူညီမယ်လို့လေးသိရပါတယ်။ အခုကာလမှာဒီကဗျာစာအုပ်ထွက်ရှိလာတဲ့အပေါ်ရခိုင်ကစာရေးဆရာကိုဝီဟင်အောင်ကဒီစာအုပ်ဟာရခိုင်လူငယ်တွေကိုလေစိတ်ခွန်အားအများကြီးဖြစ်စေတဲ့အတွက်တော်လန်ရေးအတွက်လေအထောက်ပံ့ဖြစ်တယ်လို့လူငယ်တွေအတွက်လေ အများကြီးစိတ်ခွန်အားဖြစ်စေလိမ့်မယ်လို့နော်မီဆိုတာကိုပြောပါရီး